လအလုံးဒုက္ခပေးတဲ့ဟော်မုန်းတွေယာပြီသွေးမလာခင်ရက်ပိုင်းလိုမှာပိုက်ပူလာခြင်းမြင်သားနာခြင်းဖြင့်စိတ်တို့စိတ်ဆက်လွယ်ခြင်းတို့ခံစားရတာတွေကြောင့်အဲ့ဒီအခြေမျိုးမှာဟော်မုန်းဓာတ်ပမာဏတွေမြင့်တက်လာနေပြီဆိုတာသတိပြုမိရပါတယ်တကယ်တော့တလတာလုံးဟော်မုန်းအတက်အကျကအမျိုးသမီးတွေရဲ့ကျန်းမာရေးကိုတည်ရောက်မှုရှိနိုင်တယ်လို့ပြောတာသုတေသနများကတည်ပြထားပါတယ် ရာသီသွေးစတင်လာတဲ့ပထမရက်မှနောက်73ရက်အတွင်းကိုလက်စထရောပမာဏဟာ20ရာခိုင်နှုန်းမြင့်တက်နေပါတယ်။ထို့အချိန်မှာကျက်သားထိန်းချုပ်မှုအားနည်းနေတဲ့အတွက်ဒူးမှာထိခိုက်ဒဏ်ရာအဖြစ်များပါတယ်။၁၄ရက်နဲ့၁၅ရက်မြောက်နေ့လအလယ်ပိုင်းတောက်ဥကြီးတဲ့အချိန်မှာအစ်ဆိုဂျင်ဟော်မုန်းပမာဏမြင့်တက်တဲ့အတွက်အာရုံစုဆိုင်နိုင်စွမ်းရောကြပါတယ်။ပေါ့ကိုဘယ်နာထားမိမှမမှတ်မိဖြစ်လာတာဟာ ဒီဟော်မုန်းကြောင့်ဆိုတာသတိရလိုက်ပါအမျိုးသမီးတွေဟာတတိအောင်နိုင်စွမ်းရည်တွေမှာလိင်ဆက်ဆံလိုစိတ်မြင့်တက်လေးရှိတယ်လို့ပညာရှင်များကဆိုလာပါတယ်16ရက်မှ28ရက်အတွင်းစစ်မှာရှိပြီးသားယောဂါတွေကပိုရှိုးွားလာနိုင်ပါတယ်။စိတ်ဓာတ်ကျယောဂါအခြေခံရှိတဲ့အမျိုးသမီးတွေဟာစိတ်ဓာတ်တွေပုံမကျလာတတ်ပါတယ်။ ခေါင်းတခန်းကိုက်ခြင်းငုံကျက်ယောဂါဖြစ်ခြင်းတို့ဟာရာဒီမလာမြင်ရဲ့အတွင်းမှာဝေဒနာပုံမရှိုးဝနေတတ်ပါတယ်။ progesterone hormone တခြင်းတို့ညှင့်တက်ခြင်းကြောင့်တဖုံးရောင်ကျန်းခြင်းတဖုံးတွင်ကတိကအောက်ဖြစ်ခြင်းတို့ခံစားရတတ်ပါတယ်။ estrogen ပမာဏအောက်သို့ထိုးဆင်းနေတဲ့အခါအုံနောက်ထဲမှာလဲခံစားမှုကောင်းစေတဲ့ဓာတုပစ္စည်းတွေလျှော့ကြနေပါတယ်။ ဒါကကြားနေကြစီတဲ့ကိုစားချင်စိတ်ပြင်းပြစေပါလိမ့်မယ်။အဲ့ဒီအချိန်မှာမိမိကိုကိုမိမိအနှဲငယ်လောက်တော့အချို့ကိုစားဝင်ပြလိုက်ပါ။သူတို့ကပေးနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိနေလို့တစ်လလုံးဒုက္ခပေးနေတဲ့ဟော်မုန်းတွေကိုမမုန်းလိုက်ပါနဲ့လို့တော့အကြံပြုလိုက်ပါရစေရှင်။